ဆိုင်ဝင်တန်းလေးကိုမတင်မတဲ့လို့ရဲ့ကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ပိုးကြဖြူခင်ရဲ့ခင်ပုံပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့လူမှုကွန်ရက်အစာမျက်နှာပေါ်မှာအတော်လေးကိုပြောစရာဖြစ်နေတဲ့အလုရှင်တဲ့အလုသမားကြားကပြဿနာတစ်ခုအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီဖြစ်ပျက်မှာပေါဝင်ပတ်တန်းနေတဲ့သူတွေကတော့အားလုံးဒီပိသားဖြစ်တဲ့တရုတ်ဆောင်ပိုးကြဖြူခင်၊သူမရဲ့ခင်ပုံဖြစ်သူပီကေထွန်းနဲ့သူတို့ရဲ့ယရနာပီကေထွန်းဆိုင်ရွှေယရနာဆိုင်ကဝင်တန်းလူငယ်လေးတအူးလိုပဲဖြစ်ပါတယ်။ဇာလိုင်းကတော့ဝင် န်းလူငယ်လေးစစ်သွင်းရန်ကသူ့ရဲ့တစ်တော့အကောင့်ကနေတဆင့်အလုရှင်ဖြစ်သူ PK ထွန်းကသူ့အပေါ်မှာကိုတီလက်ရောက်ပြုမှုခဲ့တဲ့အကြောင်းတွေကိုဗီဒီယိုဖိုင်နဲ့တကွာရှင်းလင်းပြောကြားလာရာကနေစတင်ခဲ့ပါတယ်။သူဟာအလုရှင်ရဲ့ပြုမှုမှုကိုခံခဲ့ရတဲ့အပြင်အလုကံပါရုတ်တရက်ထုတ်ပယ်ခံခဲ့ရတယ်ဆိုတော့သူ့ရဲ့ပြောကြားချက်တွေပါဝင်တဲ့ဗီဒီယိုကအချိန်တိုတွင်မှာပဲလူအများပြားစီကိုပြန်နဲ့ရောက်ရှိသွားပြီးတော့အာလုံရဲ့စိတ်ဝင်စားမှုတွေကိုဖန်ဆားနိုင်ခဲ့ပါတယ်။အဖြစ်ပြည့်ရဲ့အရင်းမြစ်ကိုပြန်ကြည့်လိုက်ရင်တော့မထင်မှတ်စရာ TikTok ဗီဒီယိုလေးတွေ ကနေစတင်ခဲ့တာကိုတွေ့ရမှာပါဝန်တန်းလေးစစ်သွေးရန်ကသူ့ရဲ့ TikTok အကောင့်မှာဗီဒီယိုရိုက်ကူးနေစဉ်ဆန်ရှင်ဇနီးမောင်ရဲ့သမီးငယ်လေးဖူဖွေးကကလေးတစ်ပါးဝအတိုင်းချစ်စပွဲဝင်ရောက်စော်ကစားနေခဲ့တာပါစစ်သွေးရန်ကလည်းဒီချစ်စရာဗီဒီယိုဖိုင်လေးတွေကိုသူ့ရဲ့အကောင့်မှာတင်ခဲ့မိပါတယ်ဒီဗီဒီယိုတွေပြန့်နှံ့သွားပြီးနောက်မှာတော့ကလေးမိခင်ဖြစ်သူပိုးကြဖြူခင်ကဆန်ဝန်တန်းလေးကိုခေါ်ယူပြီးတော့သူသမီးနဲ့ TikTok တွေ မစော်ဖို့အတွက်သတိပေးစကားပြောခဲ့တယ်လို့သိရပါတယ် ဲ့ဒီမှာဝန်တန်းလေးဘက်ကလည်းဒါဟာသူကတမင်တကာခေါ်ယူရိုက်ကူးခဲ့တာမဟုတ်ပဲကလေးငယ်ကသူ့လိုလိုဝင်ရောက်ကစားခဲ့ရဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့ရကနေအနှဲငယ်အခြေအနေဖြစ်ခဲ့ပုံရပါတယ်ပြဿနာအကြီးကျယ်တက်သွားခဲ့ရကတော့အဲ့ဒီနောက်တနေ့မှာပါဖခင်ဖြစ်သူကိုပီကေထွန်းကသူ့မိန်းမနဲ့သူ့သမီးကိုပြန်ပြောရသလားဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ကိုရောက်လာပြီးတော့ဝန်တန်းလေးစစ်သွေးရန်ကိုကိုတိလက်ရောက်ပြုမှုခဲ့တယ်လို့ဆိုဆွဲထားပါတယ်ဝန်တန်းလေးရဲ့ပြောကြားချက်အရမင်းမျက်နှာကိုမမြင်ချင်ဘူးလို့ဆိုပြီးအလုတ်ထုတ်ခဲ့တဲ့အပြင် မိမိသားစုကိုပါဒုက္ခရအောင်လုပ်မယ်ဆိုတဲ့စကားလုံးနေနဲ့ပါချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာတော့ထုံးစံအတိုင်းအမြင်နှချမ်းကွဲနေတာပါ။တဖက်မှာတော့ဝန်ထမ်းတစ်ယောက်ကအလို့ရှင်ပေါ်မှာထားရမယ်၊ကျင့်ဝတ်နဲ့လေးစားမှုရှိတဲ့နဲ့အလို့ရှင်ရဲ့ကလေးကိုဗီဒီယိုရိုက်တင်တော့ပြီးတော့အလို့ရှင်ကိုပြန်ခံပြောတာတွေကဝန်ထမ်းတစ်ယောက်နေနဲ့မလို့သိမှုလို့ယူဆပြီးတော့အလို့ရှင်ဘက်ကအရက်တီပြောဆိုနေကြတဲ့သူတွေရှိပါတယ်။ဒါပေမဲ့လူအများစုကတော့ဒီအမြင်ကိုလက်မခံဘဲနဲ့ပြင်းပြင်းထန်ထန် ာဝေဖန်နေကြတာပါသူတို့ရဲ့အမြင်ကတော့အလုရှင်ကဝန်ထမ်းကိုမကြိုက်ရင်အလုထုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ဘလို့အကြောင်းပြချက်နဲ့မှကိုထိလက်ရောက်ရိုင်းတဲ့ပိုင်ခွင့်မရှိဘူးဒါဟာတရားဥပဒေကိုလက်သလုံးချလုပ်ပြီးအာဏာကိုအလွဲသုံးစားလုပ်တာပဲလို့ဝန်ထမ်းဘက်ကလည်းယက်တည်နေကြတာကိုလည်းတွေ့ရပါတယ်အထူးသဖြင့်တော့မိသားစုကိုပါရင်ညွန်ပြီးချိတ်ချောက်ပြောဆိုခဲ့တယ်ဆိုတော့အချက်ကိုတော့ဘသူကမှလက်မခံနိုင်ကြပါဘူးတကယ်တော့ပိုးချပြုခင်တို့မိသားစုကလွန်ခဲ့တဲ့အချိန်တိုလေးကမှဝန်ထမ်းတအူးရဲ့မယုံသားမှုကြောင့်တင်းရာနဲ့ချီတဲ့ပစ္စည်းစ ဆုံးရှုံးမှုကိုခံစားခဲ့ရတာပေါ့အခုလိုမျိုးဝန်ထမ်းနဲ့ပတ်သက်တဲ့ပြဿနာတခုထပ်မံကြုံတွေ့လာရတာကတော့သူတို့အတွက်စိတ်မသက်မသာဖြစ်စရာပါပဲဒီဖြစ်ရတဲ့ခုလုံးကိုကျွန်မတို့အမြင်နဲ့ပြောရမယ်ဆိုရင်အလို့ရှင်တဲ့အလို့သမားကြာကဆက်ဆံရေးပြီးတော့ဒေါသဖြစ်လာတဲ့အခါမှာပြဿနာကိုဘယ်လိုမျိုးယဉ်ကျေးစွာဖြေရှင်းရမလဲဆိုတဲ့အချက်တွေပေါ်မှာပြန်လည်စဉ်းစားစရာတွေပေးနေတာပါပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်ပေါ်မှာဘယ်လိုမျိုးသုံးသပ်မိပါသလဲအလို့ရှင်တယောက်ရဲ့တုံ့ပြန်မှုကဘယ်အဆင့်ထိလက်ခံနိုင်ွယ်ရှိတယ်လို့ထင်ပါသ တယ်တဦးနဲ့တဦးလေးစားစွာကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်မှတ်ချက်ပေးခဲ့ပါအောင်နော်ကြီးစုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်